Hello, welcome to my daily English from Myanmar channel. အားလုံးပဲမင်္ဂလာပါ။အခုဒီဗီဒီယိုမှာတော့ English လို့ဘယ်လောက်ကြားမလဲ။ဘယ်လောက်ဝေးလဲကိုသူများကိုမေးတဲ့အခါဘယ်လိုမေးရမလဲ။သူများကကိုယ်ကိုမေးလာတဲ့အခါကျတော့ဘယ်လိုဖြေရမလဲဆိုတာကိုမျက်ဝေပြန်မှာဖြစ်တဲ့အတွက်အဆုံးထိနားထောင်ပေးပါနော်။ English ကိုရောပမာလို့အတိတ်ပဲရောအတန်ထက်ပြပြထားလေးနဲ့ဖတ်ပြပေးမှာဖြစ်တဲ့အတွက် အခုခုလုံးနေရင်လည်းနားထောင်လို့အဆင်ပြေပါတယ်နော်။ဒါဆိုရင်စလိုက်ရအောင်။ ပထမဦးဆုံးတစ်ခုအနေနဲ့ how long does it take to play ball one ဆိုတဲ့ပတ်သက်လေးကိုမှတ်သားပြဖို့လိုပါတယ်ဒီပတ်သက်လေးကတော့ဘယ်လောက်ကြာလဲဆိုတော့အခုမရှင်းလို့ရှင်သုံးရတာဖြစ်ပါတယ်အဲတော့ဥပမာစာချောင်းအနေနဲ့သင်ရဲ့အိမ်ကနေအလုပ်ကိုသွားဖို့ဘယ်လောက်ကြာသလဲ how long does it take to get to work from your home သင်ရဲ့အိမ်ကနေအလုပ်ကိုသွားဖို့ဘယ်လောက်ကြာသလဲ how long does it take to get to work from your home တင်းရဲ့အိမ်ကနေအလို့ကိုသွားဖို့ဘယ်လောက်ကြာသလဲ How long does it take to get to work from your home? နောက်ထပ်ဥပမာတစ်ခုအနေနဲ့တင်းရဲ့အိမ်ကနေချောင်းကိုသွားဖို့ဘယ်လောက်ကြာသလဲ How long does it take to go to school from your house? တင်းရဲ့အိမ်ကနေချောင်းကိုသွားဖို့ဘယ်လောက်ကြာသလဲ How long does it take to go to school from your house? တင်းရဲ့အိမ်ကနေချောင်းကိုသွားဖို့ဘယ်လောက်ကြာသလဲ How long does it take to go to school from your house? နောက်ထပ်ဥပမာတစ်ခုအနေနဲ့တင်းရဲ့အင်ကနေယထာဘူတာကိုရောက်ဖို့ဘယ်လောက်ကြာသလဲ?ယထာဘူတာဆိုတာကတော့ station ပေါ့နော်။ဒါဆိုရင် How long does it take to get to the station from your place? တင်းရဲ့အင်ကနေယထာဘူတာကိုရောက်ဖို့ဘယ်လောက်ကြာသလဲ? How long does it take to get to the station from your place? တင်းရဲ့အင်ကနေယထာဘူတာကိုရောက်ဖို့ဘယ်လောက်ကြာသလဲ? How long does it take to get to the station from your place? ဒီနေရာမှာနောက်ဆုံးမှာပေးထားတဲ့ your place to your home to your house to ဆိုတာကတော့အတင်းရဲ့နေရာပေါ့နော်။တင်းရဲ့အိမ်၊တင်းရဲ့နေရာဆိုတော့အလေးပေးကတော့တူတူပါပဲပေါ့နော်။ Okay, not that တကူအနေနဲ့ခုနကမိခွန်းနေကိုမေးတဲ့အခါဘယ်လိုပြန်ဖြေရမလဲပေါ့နော်။အဲ့တော့ပြန်ဖြေလို့ရှိရင်ဒီပတ်တန်လေးကိုတုံးပြီးတော့ဖြေလို့ရပါတယ်။ It takes less time မနော် time ဆိုတော့ဒီနေရာမှာ အချိန်ဘယ်လောက်ကြာလဲပေါ့သနာရီလားမိနစ်15မိနစ်လားမိနစ်20လားပေါ့နော်အဲ့တော့ဥမာအဖြစ်ငါအိမ်ကနေအလုပ်ကိုဘတ်ကားနဲ့ဆိုရင်15မိနစ်ကြာတယ် it take 15 minutes to get to work by bus from my house ငါအိမ်ကနေအလုပ်ကိုဘတ်ကားနဲ့ဆိုရင်15မိနစ်ကြာတယ် it take 15 minutes to get to work by bus from my house ငါအိမ်ကနေအလုပ်ကိုဘတ်ကားနဲ့ဆိုရင်15မိနစ်ကြာတယ် it take 15 minutes to get to walk by bus from my house okay now to cool at all uh now um to cool ba no na in ka ni alok ko lan chao me so yin minute 30 cha de no lan chao da cha raw uh on food ba no kuna ga uh bus ka ne twa na cha raw by bus ဒီနေရာမှာ lunch out လဲဆိုရင် on foot เนาะအဲ့တော့ဒါဆိုရင် ငါအိမ်ကနေအလုပ်ကိုလမ်းချမယ်ဆိုရင်မိနစ်30ကြာတယ်။ It take 30 minutes to get to work on foot from my house. ငါအိမ်ကနေအလုပ်ကိုလမ်းချမယ်ဆိုရင်မိနစ်30ကြာတယ်။ It takes 30 minutes to get to work on foot from my house. ငါအိမ်ကနေအလုပ်ကိုလမ်းချမယ်ဆိုရင်မိနစ်30ကြာတယ်။ It takes 30 minutes to get to work on foot from my house. Okay, ဒါဆိုရင်နောက်ထပ်ဥပမာတစ်ခုကိုကြည့်အောင်။ ။အော်ဒါတော့နောက်တစ်ခုဖြစ်သွားပြီပေါ့နော်။ဒါတော့ခုနကဘလောက်ချာလဲမေးတာပေါ့နော်။ဒီတစ်ခါချင်ရင်ဘလောက်ဝေးလဲလို့မေးလို့ရပါတယ်ပေါ့နော်။ဘလောက်ဝေးလဲလို့မေးချင်တဲ့ခါချင်ရင် how far is it from နဲ့မေးလို့ရပါတယ်။ဥပမာစာကြောင်းအနေနဲ့အဲ့ဒီနေရာကဒီကနေဆိုရင်ဘလောက်ဝေးတယ်လဲ။ how far is it from here အဲ့ဒီနေရာကဒီကနေဆိုရင်ဘလောက်ဝေးတယ်လဲ။ How far is it from here? ဟဲ့ဒီနေရာကဒီကနေဆိုရင်ဘလောက်ဝေးတယ်လဲ How far is it from here? နောက်ခုမှာတစ်ခုအနေနဲ့ဈေးကဒီကနေဆိုရင်ဘယ်လောက်ဝေးတယ်လဲဈေးဆိုတော့ market ပေါ့နော်ဒါဆိုရင် How far is it from here to the market? ဈေးကဒီကနေဆိုရင်ဘယ်လောက်ဝေးတယ်လဲ How far is it from here to the market? ဈေးကဒီကနေဆိုရင်ဘယ်လောက်ဝေးတယ်လဲ How far is it from here to the market? Okay နောက်ထပ်ဥပမာတစ်ခုအနေနဲ့ ရွှေတကုံဖရာပေါ့နော်အဲမှာစလုံးပေါင်းမနေလားမသိရွှေတကုံစားရွှေတကုံဖရာကဒီကနေဆိုရင်ဘလောက်ဝေးတယ်လဲ how far is it from here to ရွှေတကုံပကောဒါရွှေတကုံဖရာကဒီကနေဆိုရင်ဘလောက်ဝေးတယ်လဲ how far is it from here to ရွှေတကုံပကောဒါ How far is it from here to Shidagong Pagoda? Okay, ဒီမိခုနေကိုလည်းပြန်ဖြေတဲ့အခါကျရင်เนาะ ဒီဒီပက်တန်လေးကိုသုံးပြီးတော့ခေလို့ရပါတယ် it's about ဒါမှမဟုတ်ရင်လည်း around ပေါ့နော် about နဲ့ around ကတော့ထိုက်တဲ့ဟာတစ်ခုသုံးလို့ရပါတယ်အနောက်မှာကီလိုမီတာတို့မိုင်တို့ပေါ့နော်ဝေးတယ်ဆိုတော့အကွာဝေးဆိုတော့ကီလိုမီတာတို့မိုင်တို့သုံးပါတယ်ဥပမာစာကြောင်းအနေနဲ့အဲ့ဒါကဒီကနေဆိုရင်2ကီလိုမီတာတမိုင်ကျော်လောက်ဝေးတယ်ဒီဆို2ကီလိုမီတာဆိုတာမိုင်နဲ့တွဲမှဆိုရင်တမိုင်ကျော်ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါကဒီကနေဆိုရင်2ကီလိုမီတာလောက်ဝေးတယ် is about 2 km from here နော်ခုမှအသူများကမေးပါပေါ့နော်အာ how far is it from here to Sri Dagon Pagoda Sri Dagon Pagoda ကိုဒီကနေဆိုရင်ဘယ်လောက်ဝေးလဲ is about 2 km from here ဒီကနေဆိုရင်ရှီရဂုံဖူရှီရဂုံဖျားကို2 km လောက်ဝေးတယ်နော် it's about 2 km from here it's about 2 km from here နောက်တစ်မျိုးဖြေလို့ရပါသေးတယ်အဲ့တော့ about နေရာမှာ around ပေါ့နော် about တို့ around တို့ဆိုတာကတော့ခတ်ဝန်းကျင်ဖလောက်ပေါ့နော်အဲ့တော့ဒီနေရာမှာလည်းခြေတုံဘုရားကဒီကနေစဉ်၃မိုင်ခန့်ဝေးတယ်အကယ်လို့သူများမေးခွန်းမေးမယ်ဆိုရင် how far is it from here to ခြေတုံဘုဂိုတာခြေတုံဘုရားကဒီကနေစဉ်၃မိုင်ခန့်ဝေးတယ် is around 3 mile from here to ခြေတုံဘုဂိုတာသူများကမေးခွန်းမေးမယ် how far is it from here to ချွေတကုံပကိုရာချွေတကုံဘုရားကဒီကနေစဉ်ဘလောက်ဝေးလဲချွေတကုံဘုရားကဒီကနေစဉ်၃မိုင်ခန့်ဝေးတယ် is around 3 mile from here to ချွေတကုံပကိုရာ is around 3 mile from here to ချွေတကုံပကိုရာ okay နောက်တစ်မျိုးဖြေလို့ရပါသေးတယ်ပေါ့နော်အဲ့တော့ခုနကကီလိုမီတာတို့နော်အကွာအဝေးကီလိုမီတာတို့မိုင်တို့ဖြေတယ်ဒီနေရာမှာ is only ဒီခါကျ time ပေါ့နော်အချိန်နဲ့ဖြေလို့ရသေးတယ် ဘလောက်ဝေးလဲဆိုဥမာ9မိနစ်လောက်တန်းရှောင်းရင်ရောက်တယ်အဲ7မိနစ်လောက်ကားစီရင်ရောက်တယ်စသဖြင့်အချိန်နဲ့เนาะဥမာအပြည့်အာချွေတဂုံဘုရားကဒီကနေဆိုဘလောက်ဝေးလဲ how far is it from here to ချွေတဂုံဘဂိုတာเนาะအဲ့တော့ချွေတဂုံဘုရားကအဲ့ဒီနေရာကဒီကနေဆိုင်9မိနစ်လောက်ပဲလမ်းရှောင်းရတယ်ဆိုပါစို့အဲ့တော့အဲ့ဒီနေရာကဒီကနေဆိုင်9မိနစ်လောက်ပဲလမ်းရှောင်းရတယ် is only a 5 minute walk from here အဲ့ဒီနေရာကဒီကနေစ9မိနစ်လောက်ပဲလမ်း6ရတယ် is only a 5 minute walk from here is only a 5 minute walk from here နောက်တစ်မျိုးလည်းဖြေလို့ရပါသေးတယ်တူတူတူလေးနေမနော်တူတူတူနဲ့ဘယ်လိုဖြေရမလဲဆင်ဥမာဒီ not far away ဘူးဆင်မနော် not far just around the corner လို့ဖြေလို့ရပါတယ်ဥပမာမဝေးပါဘူးဒီနားလေးမှာပဲဒါမို့ရင်လည်းအဝေးပါဘူးခေါင်းနားလေးမှာပဲပေါ့နော် not far just around the corner not far just around the corner just around the corner ဆိုတာကတော့ဒီနားလေးမှာပဲဓမ္မောင်းရင်လဲခိုနားလေးမှာပဲလို့အဓိပ္ပာယ်ရပါတယ်เนาะ not far just around the corner အဝေးပါဘူးဒီနားလေးမှာပဲ not far just around the corner အဝေးပါဘူးဒီနားလေးမှာပဲ not far just around the corner အဲ့နည်းဝေးတယ်ဆိုရင်ပေါ့တော့ quite far ပေါ့နော် quite far အနည်းတော့ဝေးတယ် quite far maybe an hour by train အဲ့တော့ နည်းနည်းတော့ဝေးတယ်ယထာနဲ့ဆိုရင်တနာရီလောက်ထင်တယ်အနည်းတော့ဝေးတယ်ယထာနဲ့ဆိုရင်တနာရီလောက်ထင်တယ် quite far maybe an hour by train quite far maybe an hour by train နည်းနည်းတော့ဝေးတယ်ယထာနဲ့ဆိုရင်တနာရီလောက်ထင်တယ် quite far maybe an hour by train okay ဒါဆိုရင်နောက်ဆုံးပတ်တန်တစ်ခုအနေနဲ့အာ ငါမျိုးကိုပြောစရာတခုရှိတယ်လို့ပြောချင်လို့ရှင် I have something to bless about one infinitive ဘောနော်အဲ့တော့ဥမာအဖြစ်ငါမျိုးကိုပြောစရာတခုရှိတယ် I have something to tell you ငါမျိုးကိုပြောစရာတခုရှိတယ် I have something to tell you ငါမျိုးကိုပြောစရာတခုရှိတယ် I have something to tell you နောက်ဥမာတခုအနေနဲ့ဒီမှာကမင်းကိုရှင်းပြစရာတခုခုရှိတယ်ရှင်းပြတာကျတော့ explain ဘောနော်ဒါဆိုရင်ဒီမှာကဆိုတော့ရှိတယ် She has something to explain to you. She has something to explain to you. ဒီမှာကမင်းကိုရှင်းပြဆရာတခုရှိတယ်။ She has something to explain to you. ဒီမှာကမင်းကိုရှင်းပြဆရာတခုရှိတယ်။ She has something to explain to you. ဟုတ်ကဲ့ပါအားလုံးပဲအာဒီနေ့ဗီဒီယိုကသဆုံးတရားအကျိုးရှိနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒါဆိုရင်နောက်ထပ်ဗီဒီယိုလေးတွေမှာဘယ်အကြောင်းအရာလေးကိုမျှဝေပြရမလဲဆိုတာကို comment မှာရေးထည့်လို့ရပါတယ်နော်။ Hello there. See you next time. Bye bye.